မနေ့တနေ့ကအွန်လိုင်းပေါ်မှာဘတ်တံပေါင်းများစွာကိုကြောဝနေတဲ့ Rotten ကတော့ထိုင်းနိုင်ငံရဲ့ပြည်သက်တွေအပါအဝင်မြန်မာနိုင်ငံရဲ့ပြည်သက်တွေရဲ့ဝေဖန်ခြင်းကိုကြီးကြေခံနေရပါတယ် Rotten အခုချိန်မှာဆိုရင်တော့ဖြစ်ဝမ်ချမ်ပီယံရှိရဲ့ထူးကြီးများဆုံးဖိုက်တာဖြစ်နေပြီလေဖြစ်ပါတယ်သူရဲ့တပွဲထူးကြီးကဒေါ်လာ၄သိန်းအထက်မှာရှိနေပါပြီ Rotten ဟာ YSU ဖြစ်တဲ့ Chatri ရဲ့မွေးစားသားဖြစ်ပြီးပွဲတိုင်းလေးနိုင်တယ်ပရိသတ်ကိုလေးဖြောပြမှုပေးနိုင်တယ် လက်ရှိ1 championship မှာသူ့လောက်ပြိတ္တာအားပေးမှုများနေသူမရှိတော့ဘူးဆိုတော့အခုလက်ရှိသူ့ဘဝကအကောင်းကြီးတွေပဲသူ့မိမကလည်းကိုယ်ဝန်ရှိနေပြီမကြခင်မှာမိသားစုဘဝကိုရော့ထန်ကပိုင်းဆိုင်ရတော့မယ်ဆိုတော့သူ့ရဲ့အနာဂတ်ကလှပနေတာပဲဒီ2025ခုနှစ်ထဲမှာပဲဟက်ကာတီနဲ့ကပတ်လူပွဲထိုးရမယ်ပြီးတဲ့ခါကျတော့စူပါလက်နဲ့မကြည့်ပွဲထိုးရမယ်ဆိုတော့ရတ်ထန်အတွက်ကတကယ်ကိုမှပွဲကြည့်ပွဲကောင်းတွေကြီးပဲ ပတ်စံကိုအိမ်နဲ့ပတ်ရမယ်ပွဲကောင်းတွေကြီးပဲတောက်လျှောက်လာမှာဖြစ်ပါတယ်အခုရော့တန်ကသူ့ရဲ့လူမှုကွင်းစာမျက်နှာပေါ်မှာဘန်ကနော်ဘတ်သံပေါင်းများစွာနော်ပတ်ထုတ်တာကိုထုတ်ကြွားလာတာကိုတွေ့ရတယ်ဆိုတော့ကိုမင်းအောက်တယ်မှာအခုမြန်မာနိုင်ငံရဲ့ထိုင်းနိုင်ငံမှာငလင်ပေးဂျုံနေရတယ်အပြက်စီးရီလေးတော်တော်လေးကိုများပါတယ်ဒါကြောင့်နော်ရော့တန်နေနေတဖက်တလန်းကနေငွေကြီးအနေငယ်ပဲဖြစ်ဖြစ်ကိုကြီးကိုကြီးပါလားဆိုပြီးတော့ကိုမင်းအောက်တယ်မှာတွားရည်ရည်တူတွေရှိတယ်ဆိုတော့မြန်မာသူဦးရဲ့ ရေးသားချက်ကိုရော့ထန်ကဟာဟာပြေးလိုက်တာကြောင့်ခု Facebook လူမှုကွေးစာမျက်နှာပေါ်မှာတော့ရော့ထန်ရဲ့စိတ်ဓာတ်ယုံညံ့နေဆိုပြီးတော့လူပြောများနေတာပါရော့ထန်ဟာမြမလူဝေးကိုအချိန်မကြည့်ဘူးဆိုပြီးတော့စကားတခုမှားလိုက်ရကနေဆဲဆူချင်းမုံတီချင်းကိုခံခဲ့ရပါတယ်ခုလိုမျိုးမြမပြည်သက်တည်းရဲ့ဆဲဆူချင်းကိုအမြဲတမ်းခံနေရတဲ့ရော့ထန်ဟာမြမပြည်သက်တည်းကိုစောင့်မြင်ကန့်ဟန်နေသူပါတယ်နော်အခုဆိုရင်ဝေဖန်မယ်ပဲတည်တယ်မြမပြည်သက်တည်းကိုရော့ထန်ကအမြင်ကန့်ဟန်ရှိပါတယ်ဆိုတော့မြန်မာပြည်သက်သူရဲ့အခုလိုမျိုး အကူအညီတောင်းချက်တွေကိုဟဟပြီးသွားတယ်ရော့ထန်ပေါ့ဗျာရော့ထန်ကိုခုချိန်မှာဆိုရင်တော့ဖြစ်ထိုင်းနိုင်ငံရဲ့ပြည်သက်တွေတမကမြန်မာနိုင်ငံမှာလေးဝိပတ်မှုမြင့်တက်နေပါ रे ဒီလိုမျိုးထိုင်းရောမြန်မာမှာရောပြည်သူပေါင်းများစွာဒုက္ခရောက်နေကြတဲ့အချိန်မှာရော့ထန်ရဲ့ကြွားဝါတဲ့လုပ်ရည်နဲ့ဒီတစ်ခါကျတော့အကူအညီတောင်းတဲ့ကိုမင်ကိုဟဟပြီးတဲ့လုပ်ရည်ကအင်မတန်မှစိတ်သက်ရုံညံနေဆိုပြီးတော့ပြောဆိုနေကြပါပြီဖြစ်ပါ रे ဗျာ